ကျွန်တော်ဒီပတ်စနေဒင်းဝင်မှာကံပြီးသွားတယ်အင်္ဂလန်ပရီးမီယာလိဂ်ပွဲစဉ်30ရဲ့စနေနေ့ညရယ်ပေါ့နော်ဒါပွဲစဉ်လေးတွေကိုကျွန်တော်တို့ပြန်ပြီးတော့ဒါပြန်ပြီးရင်ခုန်ကြည့်အောင်ဘယ်ပွဲစဉ်တွေက reset တွေဘယ်လိုမျိုးထွက်ခဲ့လဲဆိုတော့ဥစားလေးလေးပေါ့နော် အားလုံးပဲမေလာပေါ်နဲ့ပြည်စုံကြပါစေ။ Midnight Football Talk ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။ကျွန်တော်တို့ဒီပတ်စနေနေ့ကနေကံပြီးသွားတဲ့အချိန်မှာ England Premier League ပွဲစဉ်တစ်ဆင်ပေါ့နော်။ဆိုတော့အဲ့ဒီထက်မှာစနေနေ့ညမှာကံခဲ့တဲ့ပွဲစဉ်လေးတွေက Blue Reset တွေဖြစ်ခဲ့လဲ။ဘယ်လိုပုံစံမျိုးလေးဖြစ်ခဲ့လဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့တန်းတလွမ်းဆိုကြည့်အောင်။ဘယ်ပွဲစဉ်တွေကဘယ်လိုမျိုးလေးဖြစ်ပြီးတော့ဘယ်သင်းတွေကတော့ဘယ်လောက်ထိအသာရသွားခဲ့လဲပေါ့နော်။ဆိုတော့စပြောရမယ်ဆိုလို့ရှိရင်တော့အစောဆုံးကံခဲ့တဲ့ပွဲကနေပဲကျွန်တော်တို့စပြောလိုက်မယ်ပေါ့နော်။အစောဆုံးကံခဲ့တဲ့ပွဲကတော့အကုန်လုံးသိကြတဲ့အတိုင်းပဲဒါ ဟို Brighton သင်းနဲ့ Leeds အသင်းတို့ကန်ခဲ့တယ်ပေါ့နော်။စက်ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Brighton သင်းက3-0ဆိုတဲ့ result နဲ့ပြတ်သားပဲနိုင်သွားတယ်။ဒါကတော့ပြောစရာမလိုပါဘူး။ Leeds ကိုဂိုးပြတ်နိုင်မယ်ဆိုတာတော်များသိပြီးသားဆိုတော့ဒီမှာလည်းဂိုးပြတ်နိုင်သွားတယ်လို့ပဲပြောရမှာပေါ့နော်။ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ဂိုးပြတ်ချေပြန်းနေကို Brighton သင်းကအသာရသွားပြီးတော့နိုင်သွားတာကိုတွေ့ရတယ်။အဲကြောင့်မလို့ Brighton သင်းတို့လည်းတော်လေးကိုအကျိုးဖြစ်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်။ Leeds ကတော့ဒီပုံစံတိုင်းဆက်သွားမယ်ဆိုလို့ရှိရင်တော့အခြေအနေသိမကောင်းနိုင်ဆိုတဲ့ဓာတ်တစ်ခုမှာတော့ရှိရပေါ့နော်။အပွဲစဉ်ပြီးသွားတဲ့အချိန်မှာတော့ Burnley သင်းနဲ့ Arsenal သင်းတို့ကန်တယ်။ Burnley သင်းကသူတို့အသင်း ဲ့အင်ကွင်းမှာအာဆင်နယ်ကို2-0ဆိုရယ်ဆင်နယ်သူတို့ရှုံးသွားတာပေါ့နော်ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်းအာဆင်နယ်အသင်းကအဝေးကွင်းကနေပြီးတော့နှစ်ဂိုးကိုမရှိနိုင်နိုင်သွားတယ် ဒီနေရာမှာအာဆင်နယ်နိုင်သွားတာကိုကျွန်တော်တို့က trade group တိတ်ပြီးတော့ပြောရမယ်အနေထားတခုမဟုတ်တော့ဘဲနဲ့အာဆင်နယ်သင်းရဲ့ပေးကိုမပေးရအောင်ဆိုတော့မှတ်တမ်းရပို့ပို့ပြီးတော့ကြာပြီးတော့ပို့ပို့ပြီးတော့ကျန်းလာတယ်လို့ပြောလို့ရတယ်ပေါ့နော်အเจ้าမလို့အာဆင်နယ်သင်းဘက်ကို goal တကူသွင်းမယ်ဆိုလို့ရှင်တော့မှာတော်လေးခက်အခန်းနဲ့သွင်းရမယ်ဆိုတော့အနေထားမျိုးထိရောက်လောက်အောင်ချီကိုအာဆင်နယ်သင်းကတော်တော်လေးကိုလှုပ်ပြထိုင်းနေတာကိုတွေ့ရတယ်တော်တော်လေးကိုချူးချူးကိုကောင်းတဲ့အနေထားတခုမှရှိနေပြီဒီကဒီ Premier League က တူတာချေမချော်ခဲ့ဘူးပေါ့နော်ဒီဆောင်းရာသီမှာဖြစ်နေကြပုံစံတိုင်းချေမချော်ခဲ့ဘူးဆိုလို့ရှင်တော့ဒီရာသီဖလားကအာဆင်နယ်တရားဘောက်ကိုရနိုင်တယ်ဆိုတဲ့အင်အားမျိုးဒီတစ်ခုကိုရောက်လာတယ်လို့ပဲပြောရမှာပေါ့နော်ဆိုအဲကြောင့်မလို့အပွဲစဉ်မှာလည်းအာဆင်နယ်အသင်းကဒါနိုင်သွားတဲ့အတွက်ကြောင့်ထုံးတန်တိုင်းမှာအမှတ်ပေးစရာထိဆုံးမှာအမှတ်ဖြတ်ပြီးတော့ဥဆောင်နေတော့မှလည်းဖြစ်တာပေါ့နော်ဆိုအပွဲစဉ်ပြီးရချိန်မှာ Crystal Palace နဲ့ Brentford နဲ့ကန်တယ်ပေါ့နော်ဆိုဒီပွဲစဉ်ကတော့ Brentford အသင်းကဒါကျွန်တော် Crystal Palace ရဲ့နောက်ပိုင်းကြာနေတဲ့ခြေစွမ်းကြောင့်တစ်ခုပြန်လုပ်ပြနိုင်မယ်လို့ကျွန်တော်တို့ထင်ခဲ့ပေမဲ့ဘာမှမလုပ်ပြနိုင်ခဲ့ပဲနဲ့ဒါအဝေးကွင်းမှာလာပြီးတော့ ူးစီးနဲ့သူတို့ရှုံးသွားတယ်ခရစ်စတဘဲလစ်ကတော့လမ်းကြောင်းမှန်တစ်ခုပေါ့အိုလီအိုလီဗာဂလက်စလာအနေနဲ့ပြန်ပြီးတက်လန်းလာနိုင်တယ်လို့ပြောလို့ရတယ်အမတိုင်ကတော့ဆိုလို့ရှိရင်တော့သူတို့ရဲ့ဒီအေဗာတန်ရှုံးပြီးနောက်ပိုင်းမှာတောက်လျှောက်ရှုံးပွဲတွေဆက်လိုက်ပြီးကြလိုက်ဖြစ်နေတာနေပြီးတော့ဘရန်ဖို့ကိုပြန်ပြီးတော့ဒူးစီးဆိုတဲ့ resin နဲ့အနိုင်ရသွားတယ်ဆိုတော့တော်တော်လေးအဆင်ပြေပြေလေးနဲ့ကြည့်လို့ကောင်းခဲ့တယ်ပြီးတော့အပွဲကြံလည်းသူကနေတော်တော်လေးကြည့်လို့ကောင်းခဲ့တယ်လို့ဒီပေါ့နော် middle class တောက်ရှိတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင် Crystal Palace ရဲ့ level ကတော်တော်လေး next level တစ်ခုရောက်တယ်လို့ပြောလို့ရတယ်။ကစားပုံကစားပေါက်ကအစ အဲ့လိုမျိုးပေါ့နော် player quality အဆုံးပေါ့နော်သူကအသင်းကြီးတွေကိုပါရှင်ကစားနိုင်တဲ့အနေအထားတစ်ခုတည်းကိုရောက်လာတယ်ဆိုတာကို Crystal Palace ကိုတော်တော်လေးချီးကျူးဖို့ကောင်းတဲ့အနေအထားတစ်ခုမှရှိတယ်ပေါ့နော်အပွဲစဉ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ Wolf နဲ့ Wolf နဲ့ကန်တယ်ပေါ့နော်ဆိုတော့အပွဲစဉ်ကတော့ဒါအပွဲစဉ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင် Wolf အသင်းရဲ့နီးပြတယ်သူတို့အထောက်ခံလိုက်ရတယ်ပေါ့နော်အဲကြောင့်မလို့ဒီပွဲစဉ် effort ကတော်တော်လေးကြီးသွားတယ်လို့ပြောလို့ရတယ် Fulham အသင်းရဲ့အိမ်ကွင်းမှာ Wolf အသင်းကို3-0ဆိုတဲ့ result နဲ့သူတို့အနိုင်ရသွားတာကိုတွေ့ရတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ပြန်ပြီး highlight ကြည့်တော့ဆိုလို့ရှိရင် Fulham အသင်းနေနဲ့ဘာမှမ ်သိခက်ခဲတော့မကန်ခဲ့ရပဲနဲ့ဒါ Wolf အတင်းလွယ်လွယ်ကူလေးနဲ့ပဲဂိုးပြတ်ချေပြတ်အနိုင်ရသွားတယ်လို့ပြောလို့ရတယ် Wolf ကတော့ဒီရဒီမှာဒီတိုင်းဆက်သွားမယ်ဆိုရင်တော့တန်းစင်းသွားနိုင်တယ်ဆိုရင်ညာမျိုးတီကိုရှိရပါတော့เนาะအကြောင်းမလို့ဒါ Wolf အတင်းနေနေတယ်ဒီပွဲစဉ်ပြီးတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့အတင်းရဲ့နီးပြဒီ Parallel ကိုယာတူကနေပြီးတော့ထုတ်လိုက်ပြီးလည်းဖြစ်တယ်ဘ누구ပြန်ခန့်မလဲပါညာတော့ကျွန်တော်တို့ပြန်ပြီးတော့ဆက်စောင့်ကြည့်ရမှာပါเนาะဆိုတော့ဂိုးလေးချိန်မှာဆိုလို့ရှိရင်တော့ဒါ Wolf ကတော့နီးပြနဲ့လက်ခွဲလိုက်လက် ဒီပြရတဲ့လမ်းခွဲလိုက်ပြီးမခွဲဘူးလည်းမရတော့အနေထားဖြစ်သွားတာပေါ့နော်။ဘာလို့လဲဆိုတော့ဒီပွဲစဉ်မှာတက်ချုံသွားတဲ့ကြောင့်တို့တင်းနေတဲ့အခြေအနေကပိုဆိုးသွားတယ်လို့ပြောလို့ရတယ်။အကြောင်းမလို့တို့လမ်းခွဲလိုက်တာပေါ့နော်။ဆိုတော့ပွဲစဉ်ပြီးတဲ့အချိန်မှာဆိုလို့ရှင်တော့ကျွန်တော်တို့ရဲ့ Manchester United အတင်းကန်တယ်ပေါ့နော်။ဘာပွဲလဲဆိုလို့ရှင် Nottingham Forest နဲ့ဒါ Manchester United အတင်းတော့ Nottingham Forest အတင်းအင်ကွင်းမှာကန်ခဲ့တယ်။ဆိုတော့အပွဲစဉ်မှာဆိုလို့ရှင်တော့နှစ်ကိုနှစ်ကိုတူးတူးတည်ကြသွားခဲ့တယ်ပေါ့နော်။ဒီပွဲစဉ်အမှန်တမ်းပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်ကတည်ကြနိုင်ကြတော့ရှိတယ်။ နိုင်နိုင်ကြီးလဲ United Red Black ကပိုများတာပေါ့ဗျာ။ဘာလို့လဲဆိုတော့လက်ရှိကန်ခဲ့တဲ့ခြေစွမ်းနဲ့ ဖောင်မိနေတာနဲ့ကစားသမားတွေစိတ်တဲ့နေဆိုရင်ဒီပွဲစဉ်ကအနိုင်ရသွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်မှန်းခဲ့ရလဲရှိသလိုမထမပဲနဲ့တေးကြတာကြေးတေးကြသွားနိုင်ကြီးရှိရလို့ပြီးတော့မှန်းခဲ့ရလဲရှိရပါတော့ရှုံးမယ်ဆိုတဲ့ခံစားချက်တော့ဒီပွဲကမရဘူးဗျဆိုတော့နောက်ပိုင်းပွဲစဉ်တွေမှာ United ပွဲတွေကိုကြည့်ရအဲ့တခုကတော်လေးစိတ်ချမ်းသာမှုကောင်းလာတာပါတော့ပွဲစဉ်တွေတော်တော်များများဟိုမရှုံးတော့ဘူးဆိုရယ်ခံစားချက်မျိုးတော်တော်လေးရနေတာကတော့တော်တော်လေးစင်ပြေတဲ့ခံစားချက်တခုတည်းကဖြစ်တယ်လို့ပဲပြောရမှာပေါ့နော်အဲကြောင့်ဒီပွဲစဉ်မှာဆိုလို့ရှိရင်လည်း United အသင်းအနေနဲ့ manage အကောင်လောက်ခန့်နိုင်ပြီးတော့ဒါရှုံးပြီလို့ထင်တဲ့အ နေတာတကူကနေပြန်လာနိုင်ခဲ့ပြီးတော့တူးတူးတေချာသွားခဲ့တယ်။ United အသင်းတော်ကတော့တကယ်ကိုအာအမှတ်ဆုံးရှုံးသွားရလို့ပဲပြောရမှာပေါ့နော်။ဘာလို့လဲဆိုတော့ဒီဘွဲသားနိုင်ပွဲဆက်ခံမယ်ဆိုလို့ရှိရင်အမှတ်ပေးစရာထိတ်ဆုံးနေရာဒီချက်ပြီးတော့တက်လာနိုင်မှာဖြစ်ရမယ်။ဒီဘွဲမှာခြေချော်သွားရတဲ့ကြောင့်သူတို့အသင်းနေနဲ့အခုလက်ရှိချိန်မှာဆိုတော့အမှတ်ပေးစရာအဆင့်9ရှစ်နေရာဒီပြန်ပြီးတော့ဆင်းသွားခဲ့တာကိုလည်းတွေ့ရတာပေါ့နော်။ ကြောက်မလို့အပွဲစဉ်အရဆိုလို့ရှိရင်တော့မန်ယူနိုက်တက်အတင်းတွက်ဆိုလို့ရှိရင်တော့တော်လေးကိုအထိနာခဲ့တဲ့ပရီးမီယာလိပွဲစဉ်တွေပွဲဖြစ်တယ်လို့ပဲခြုံငုံပြီးတော့သုံးသပ်ပေးရမှာပေါ့နော်ဆိုတော့အဲ့ဒီပွဲစဉ်တွေပြီးတဲ့အချိန်မှာဆိုလို့ရှိရင်အမှတ်ပေးစရာအပြောင်းလဲလေးအနေဖြစ်သွားသလိုအမှတ်ပေးစရာထိတ်ဆုံးမှလည်းအာဆင်နယ်အတင်းကအမှတ်ဖြတ်ပြီးတော့ဆက်လက်ပြီးတော့ဥဆောင်နေတဲ့နာကိုလည်းတွေ့ရတာပေါ့နော်ဒါကတော့စနေနေ့မှာကံရတဲ့ပွဲစဉ်တွေကဘလိုမျိုး result လေးထွက်ခဲ့လဲဘလိုပုံစံမျိုးလေးဖြစ်ခဲ့လဲရှိခဲ့လဲဆိုတော့ဥစားလေးကိုကျွန်တော်ကဆွေးနွေးပြီးတော့ပြန်လည်းတန်းတားပေးခဲ့တာလည်းဖြစ်ပါတယ်ဆိုတော့လူချင်းမင်းတို့ရော အဲ့ဒီစနေနေ့ပွဲစဉ်တွေကနေပြောပြောချင်တာလေးရှိလေအောက်ကကွန်မန့်ထဲမှာဝင်ပြီးတော့မှတ်ငယ်ပေးလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြားလို့ရှိရင်တော့တနင်္ဂနွေနေ့ပွဲစဉ်လေးကိုဆက်ပြီးတော့ပြပြပေးတော့မှာလည်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုတွေကိုတေးချာကောင်းမွန်လေးနဲ့ကြည့်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော် YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာလည်းတွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်ရင်တည်တယ်ဆိုလို့ရှိရင် like and subscribe like and follow နေပြီးကိုကြီးကလေးလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြားမှာပြန်လည်ဆွေးနွေးကြတာပါဗျ